မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလဗေဒညူကြမှုဝစီဌာနကနေမေလာစရဲဒီကနေ့နနက်9:00နာရီချိန်ထုတ်ပြန်လိုက်တဲ့သတင်းဝေချင်ညာပါမယ်ရှင်မင်္ဂလာပင်လေအော်မြောက်ပိုင်းတိန်နေကဖြစ်ထွန်းနေပြီးကပလီပင်လေပြင်းနေကြမင်္ဂလာပင်လေအော်တိုတင်တိန်အသိအတင်မှတင်ထူထန်နေပါတယ် ဒီကနေ့ညနေဒီခမန်ချက်ကတော့တနင်္သာရီတိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တို့တွင်နေရာဆဲဆဲရှမ်းကုန်းတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့တွင်နေရာကျကျဲကျန်းတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်နေ ွက်ကြောင့်မထေချုံရပါမယ်။ရွာရံတို့ပြည်ဖြစ်ပါတယ်။မိုးတိမ်တောင်ပြည်ပေါ်မှာအချိန်နဲ့အရာရန်ကုန်တိုင်းဒေသကြီးနဲ့မိုးပြည်နယ်တို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရှာရနေရာတလျှောက်တွင်မိုးရွာသွန်းခြင်းနဲ့အတူနေပြည်တိုက်ခိုက်ခြင်း၊မိုးထေချုံခြင်း၊မိုးကြိုပြစ်ခြင်း၊လျက်စီးလက်ခြင်းနဲ့မိုးတီကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကျွတ်တဲ့တတိပြုနိုင်မှရန်အကြံပြုရပါတယ်။ မြန်မာပြည်လေပြည်နေလှိုင်းနေငယ်မှာလှိုင်းသေးတင်ရှိပါမယ်။လှိုင်းမြန်မာမြမကန်ရံတရှောင်းနေကန်လို့ပြည်လေပြည်တို့လေးပေမှာရှိပေခန်ရှိနေပါတယ်။နောက်နေ့အတွက်ခမဲချက်ကတော့မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင်ထိချုံမဲ့အခြေအနေများဖြစ်ပေါ်နိုင်ပါတယ်။နေပြီးတော့ရန်ကုန်မြို့မန္တလေးမြို့နယ်အနီးတစ်ဝိုက်အတွက်ဒီညနေထိခမန်းချက်ကတော့တိမ်အသင်အခြေဖြစ်ထုံးပြီးမိုးထေချုံရေးနေရာကွက်ချမှုရပါမယ်။ရွာရံတို့ပြည်ဖြစ်ပါရဲ့ရှင်။